ပဲမင်္ဂလာဝေစာစိတ်ကြံတာကိုကျမ်းမအပြာပြာဖြင့်ပြည့်စုံကြပါစေရှင်။နေ့ကျမတို့ group 3က Green Nine မြန်မာပါရာရက်မှာပါဝင်တဲ့ Brown Shiva ကပြားကခက်စီလေးလုံးចောင်းကိုကြက်စီရမလို့ပဲညနေဆွဲတော့ပေါ့ပေါ့ပပလေးတင်ဆက်ပြတ်တာပေးတာမှာပါရှင်။ခက်စီတွေကတော့မင်းလွင်မြိုင်ရပုတ်တာတိမ်တီတို့ပဲဖြစ်ပါရဲ့ရှင်။မင်းလွင် မင်းလည်းလို့ပြောလိုက်တော့မသိတဲ့သူကလူနာမည်ရဲ့အတိတ်ပဲကောက်နေရဟုတ်တော့လဲဟုတ်တာနော်ကြောက်ရဲလူတယောက်ရဲ့နာမည်အတိုင်းပါပဲဒါမဲ့မင်းလည်းမှာကသူ့တိတ်မင်းသူကြည့်ပါလေချင်းမင်းလည်းဆိုတာကမြဖူးမြုံမော်ရဲ့ပြန်နဲ့နေတော့ခိုးတယ်ကျမကတော့မင်းလည်းလို့ကြားလိုက်တာနဲ့သူများတွေလို့အမီတခုလိုမထင်နဲ့မြန်မာနိုင်ငံမွန်ကြီးနဲ့အထုံမျိုးကမင်းနဲ့တောင်ဖို့ပြည်တတိရတော့တာပဲမင်းနဲ့တောင်ပါလေတပုံလေးမှာရောအပြင်မှာရောဘူးကလည်းယူလိုက်ရင်တော့ ညမောင်ဒီကိုတမန်ပြေးရိတ်နေရဲ့သူ့နမည်ရဲ့အတိတ်ပင်နဲ့အတောင်လေးကလိုက်နေရောမှတ်ရလိုက်ပါပြီရှင်။မြိုင်းမြိုင်းရဲ့အတိတ်ပင်ကတစ်ပင်ကြီးများထူထပ်စွာပေါ်ရော်လေးရဲ့ဆင်းစုအုံမိုင်းနေတော့တော်တယ်။မြိုင်းကလည်းအရှိကတစ်ခုကမင်းလိုလိုပဲမြိုင်းဆိုတဲ့အမည်နဲ့မျိုးရှိတယ်ရှင်။ဒါမဲ့ကျမကမြိုင်းရဲ့အတိတ်ပင်ကိုအုံနောက်တဲရောအဲရောမှာပါဆွေးနေအောင်မမိနေရတာ အဲ့လိုကြောင့်မဟုတ်ဘူးရှင်တကယ်တော့ငငယ်ကနှင်းနှိချိုက်ချိုက်အမြင်ကြည့်ခဲ့ရတဲ့ကာတွန်းဆရာကြီးဆိုရင်ညာရတာတွတ်ပီဆိုတဲ့ကာတွန်းလေးကြောင့်ပါမြိုင်ကပါကြီးလဲမကြဘူးဘူးညာရတာတွတ်ပီကြည့်ဘူး easy peasy lemon squeezy ပါကဲဘယ်လိုလဲတွဲမြင်ရလားရှင်တွတ်ပီကသူ့တပည့်ပိုက်ကလေးနဲ့တောထဲမှာမဲလိုက်ထွက်တယ် အိမ်မှာတော့ပွားစီပွားစီနဲ့သူ့မိမမသေးမြင်ပေါ့ဆေးဆူတော်ကြီးတဲမှာအမဲလိုက်ထွက်နေရတာကိုကတွတ်ပြီးရထုံးတယ်လေတော်ကြီးမြင်မဲ့လေတော့ကောင်းကောင်းကောင်းလေးတော့ဒီနေ့ရကြည်ပါစေဒီမီရမှာပဲမရရင်တော်တို့အိမ်ပြန်လာရင်ထမင်းဘူဘူနဲ့ကျူဆောက်နေမယ်တော့မထင်နဲ့လက်ထက်ကမျိုးကျူးကိုကြည့်ထားဟမ်ကြောက်ရွရွဝဲမပြောချင်တော့ကိုတွတ်ပြီအာကျွန်တော်အပြန်မလာတော့ခင်ဗျားလို့ပြောနေအဲ့ဒါကြောင့်လဲနာမီကိုကနိုင်ရစာတွတ်ပြီးတယ်လေ မြန်ဆိုတဲ့စကားလုံးရဲ့အတိတ်ပဲကိုကလေးရံလေးနဲ့တော့လိုက်မိသိရှိနိုင်အောင်ဆရာကြီးဆွေမင်းကကာတူလေးနဲ့တင်ကြားပေးသွားတာပါရှင်။ရပုဒ္ဒါဖဖကနှစ်တန်းရပုဒ္ဒါတိုင်းမှာဖိုးချောင်းသွားပြီးတီလာယူရတဲ့။ဒီမငယ်ကဖွာအဲ့လိုပြောတော့ရပုဒ္ဒါဆိုတာကိုဥပုနေမှနေရရှက်တကယ်တော့ပဲဟုတ်မလဲ။ရပုဒ္ဒါဆိုတာကချုံနောက်ချက်ကရံမြတ်တဲ့ဥပမာဆိုရင်မျိုးရေကဖျားရီမှာချစ်ချစ်တို့လူစီတတ်တဲ့စနေနဲ့လာပြီးနေထတဲ့နေ့တို့ နေစံတရနေ့တို့လာပြည့်ဥပုံနေ့တို့ပေါ့ရှင်တကယ်ကြုံတော့ကြုံခဲ့ပဲနော်ဘရောင်ဝမ်ချိတ်တဲ့မိမိကတော့ဘရောင်ပန်းပွနဲ့နေကရပုတ်တာပဲတဲ့ရှက်ပါတဲ့ဘရောင်ကိုရပုတ်တော်မှာဖျောက်ကလူရရင်သူ့မှာတနေ့ကုန်ပိတိရပြုံနေဖြာနေရောကဲဒါဆိုရင်ရပုတ်တာဆိုတာကိုကျွန်မတို့အတိပဲလဲခေါ်ဆရာမျိုးတော့ပေါ့နော်တင်းလေတင်းလေဆိုတော့ကတင့်တယ်ချင်းကောင်းမြတ်ချင်းချက်တင်းရီလူတွေပင်ရရဗျသူငယ်ဤွက်ကြတဲ့စလုံးလေးရှိသေးတယ်တီးတယ်လေ တီးကလည်းတိမ်တီးရဲ့အသေးပဲဆောင်းတာပါပဲဒေချာမိလားကျမတို့ဒီဘက်ခင်မှာဆိုရင်တိမ်တီးဆိုတာကိုတူတာစားပြီးဒီမှာပဲသူ့ရများတော့တာရှင့်တရှုဆိုကြားတော့မကြားဘူးတဲ့လေဒေချာတီးဆိုတာကိုရောတီလာတော့ကျမကပြင်ပြီးတော့တီးကလူနေမဲ့လားတဲ့လေဘလူရီတောင်လဲနော် တကယ်ကိုရွှေတဲ့တံမိုးရှိတဲ့ဒီမာစကလုံးတွေကိုတံမိုးမထားပုံကတော့ဝမ်းနေစရာပါပဲ။ကျမကတော့တိမ်တီဆိုတာအိမ်မှာအမြဲကြားနေကြပဲ။ကျမအတွက်တော့ကြာပူနာဝပေါ့ရှင်။ဟင်ခေါဟော်လူမနီဇန်းနဲ့အမြင်မတင်လိုက်တာ။မြမမင်းကလေးဆိုတာကလုံလုံချုံချုံအဝတ်နဲ့တိမ်တီနဲ့ပြည့်စုံပြီးအိမ်တွေတိတ်ခါစောင့်ထိန်နေမှာအမြင်ရောထင်ပါတင်တယ်မယ်လေ။အဲ့ဒီဆုံးမစကားတပြားဟောင်းလေးအမြဲဖွင့်တတ်တဲ့အဖွားကြောင့်တိမ်တီဆိုတာကိုကျမထဲထဲဝင်ဝင်သဘောပေါက်သွားတာပေါ့ရှင်။ ျမတို့ခက်စစ်လေးလုံးကတော့ပြီးပါပြီရှင်။အပီးသေးတာက အတွေ့တွေကမိကွန်းတွေပါ။ကြီးစုတူရောကျမတို့တင်ဆက်ရသူတွေရောပါ။အကြောင်းတစ်ခုကို တင်ဆက်လိုက်တိုင်းအမြင်အတွေ့တွေကမိကွန်းတွေရော အဖြေတွေရောအဆက်မပြတ်ရပါဘူးရှင်။ကျွန်တော်တို့ကတော့ပေါ့ပေါ့ပါလေးတင်ဆက်သွားတာပဲ။ဘာဖြစ်ပြီးသွားလဲ။တွင်းမှန်ရင်လို့ကတော့ဆက်လုပ်နေရအောင်ပါပဲ။ဆုံးဖြတ်ကြီးစုပြီလို့သူပဲကျေးဇူးတင်ရှိပါဗျာ။